အားလုံးပဲမင်္ဂလာပါရှင်မြန်မာ audio ပို့ channel ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့အချက်ဝတ္ထုလေးကတော့သူများနဲ့ညားတဲ့ကျမရေးစာဆိုတဲ့အချက်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇာတ်လမ်းတင်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဒီကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ချမ်းများဆိုတဲ့နာမည်ကိုကြားလိုက် ကျမရင်ထဲမှာပူလောင်ဒေါသဖြစ်ရတယ်ဆိုရင်ထုံဆန်းကြမလား။နာမည်ကချမ်းမြလူကြည့်တော့ရွရွအေးအေးရုပ်ကတော့ရွက်ချမ်းရည်ကြိုးလောက်ပါ။ကျမကတော့အဲ့ဒီမိမကိုမုန်းနေ။ကြားဘူးတယ်မဟုတ်လား။ရေးစားလူလူဦးနှုတ်ကျွဲခန့်တဲ့။ချမ်းမြကကျမရဲ့ရေးစားကိုလှုပ်ထားတဲ့အပြင်ကျမရဲ့အသိန်းနှုတ်ကိုစားပတ်တယ်လို့ခံရခံအောင်လှုပ်ခဲတယ်သူ။သူများရေးစားကိုပြောင်းလှုပ်သွားတဲ့ချမ်းမြနဲ့ တင်စားပေါက်ရေးစားဟောင်းနှစ်ယောက်လုံးကမကျေနပ်ဘူး။ပတ်ဝန်းကျင်ကအပြိုကြီးလိုပြောင်းကလေးလိုခနေတယ်လို့လို့နဲ့အခေါ်ခိုင်းရတိုင်းမှာကျမတို့နှစ်ယောက်ကိုဒေါသဖြစ်တယ်။တကယ်တော့ချမ်းမြနေကျမကတငယ်ချင်းအင်းနီနာချင်းမှာနကောတစိမ့်ခင်းခင်းမင်းမင်းအတူနေလာကြရင်နဲ့အပြိုကြီးစီရင်ဝင်လာတော့ဖိုးစာဘက်ကိုတိတ်တကိုချိန်ပုံးရှာနေကြတဲ့အချိန်ငယ်တော့ကတော့ အယိုးများတည်းချေခါတည်းရွေးခဲ့သည်များတွေကအခုတော့အပြိုတီဖြစ်မှာကိုနည်းနည်းတွေးပူလာပြီရိုးရိုးအင်းအင်းချမ်းများကခိစားမရှိဘူးလေငငယ်ကလေးကရေးစားမထားဘူးတဲ့အယိုးခံမိကလေးအပြိုကြီးဖြစ်ရလဲတမ်းပါလေကျမကမော်လီဆိုတဲ့နာမည်နဲ့ရွှေရူကလာသားတွေကြမှာရေပန်းစားခဲ့တဲ့သူရေးစားမကတငယ်ချင်းမကြအတွဲတွေလည်းထားခဲ့ကြသေးတာဘူး ဒီတော့ကျမသာအဖြူကြီးဖြစ်သွားရင်လင်လုံးနဲ့ပြီးချေးတင်တယ်လို့ပြောချင်ပါပြီ။အေးတွေ့ရကိုကန့်ယူလိုက်လို့လဲအဖြစ်ပြန်မှုကျမခောက်ထားခဲ့တဲ့လူတွေကဘလို့လူနဲ့ညာမလဲစောင့်ကြည့်ပြီးတော့ကဲ့ရင်ကြမှာဒီတော့တော်တော်တန်တန်ကိုရွေးလို့မရပြန်မှု။မော်ရီဟိုတလောကငါတို့ရက်ွက်တဲ့ပြောင်းလာတဲ့မိသားစုကကောင်းလေးရလေအတော်တန့်နေနော်။အော်တိုဆိုင်ခင်းနဲ့ ငါတို့လမ်းကနေအမြဲဖြတ်တယ်။နင်တရိပ်ထားမေးလား။အမေ၊ညီကမြင်တတ်လာပါလားချမ်းမြရဲ့။ငါတော့တရိပ်မထားမိဘူး။ငါလည်းဘာရင်မဟုတ်ပါဘူး။ဒီလိုပဲမြင်မိလို့ပါ။ချမ်းမြကမြင်တတ်တာ။ကောင်းလေးကကျမတို့ထက်တော့ငယ်မဲပုံပဲ။လူကြီးတန်လေး။ဘာလို့လုပ်တယ်ဆိုတာကိုမသိပေမဲ့အတော်ပြန်ပြီးပူထိုးမပြတ်တဲ့အဝင်အစားနဲ့ဘိုးကင်းအကြော့သားမှုအလုံးစံသမားတော့မဖြစ်နိုင်ဘူး။ ထိုးထွေးစောင့်ဆန်းစရာလည်းမလိုပါဘူးသိတယ်မဟုတ်လားအသားဖြူဖြူကောက်လိုက်ဖြောင်းလိုက်နဲ့ဇပင်းပုံစံကိုအမျိုးမျိုးနဲ့အသက်30မထင်ရအောင်လမ်းနဲ့ကျမကိုမိုးထန်းဆိုတဲ့ကောင်လေးကမကြာခင်မှာမမမမနဲ့ရှောက်လာတော့တာပဲဒါပေမဲ့ကျမရဲ့မိဘတွေကိုရှိန်နဲ့မိုးထက်ကချမ်းမြမိသားစုနဲ့တော့ရင်းနှီးတာကျမရဲ့မိဘကငွေချင်းအဆင်ပြေပြီမဲ့ ဆမ်းမရတို့ကတော့တာမန်လည်းလှုပ်လှစားမိသားစုလေး။ကျမကိုမိုးထက်ကဆမ်းမရကိုအောင်တွယ်အဖြစ်နဲ့အတုံးချလာတယ်။ကျမကလည်းမိုးထက်လို့ brain ဆရာလေးလောက်ဆိုရင်တိတ်မဆိုးပါဘူးဆိုပြီးတော့ခအီအီလှုပ်ထားတာပေါ့။အဲ့ဒီတုန်းကတော့ဆမ်းမရကရူရူတတအောင်တွယ်ပေးရှာတာ။ဆမ်းမရထက်အောင်တွယ်ကောင်းသွားတာကဆမ်းမရရဲ့အဖေဦးမြင့်။ဆမ်းမရအဖေကအရင်မတော့ရင်သဘောကောင်းကြလား။ အယက်တော့ရင်တွေးဆိုတယ်။တညာတော့ချမ်းမြအဖေမူလာတဲ့အချိန်မှာကျမကိုချမ်းမြအိမ်ဘက်ကရှောက်ပြန်တန်းပေးနေတဲ့မိုးထက်နဲ့တိုးပါလေရော။မိုးထက်ကကျမကိုချိန်နေတာမသိဘဲနဲ့သူ့သမီးကိုလမ်းဝိုက်နေပါတယ်ဆိုပြီးတော့ပြဿနာရှာတယ်။ချမ်းမြကိုရိုက်မယ်လို့တော့ချမ်းမြကမိုးထက်လက်ကိုဆွဲပြီးတော့ပြင်းရင်းနဲ့ဒင်းတော်နှစ်ယောက်ညားသွားတယ်ဆိုပဲ။ဆိုင်သာဆိုင် မပိုင်နဲ့ကျမဘဝ ဘသူကိုမကျင်နဲ့ရမှန်းမသိဘူးရေးစားစကားပြောခံထားရပြီးတော့ကိုကလည်းအဖြေပြန်ပေးဖို့တေးကြတယ်ဆိုတာသိရတဲ့ချမ်းမြကလှုပ်ရက်တယ်တတလုံးကကျမကိုမရှင်နိုင်ခဲ့တဲ့ချမ်းမြမင်္ဂလာဆောင်တဲ့နေ့ကများဆိုရင်ကျမကို အားနာရလို့လို့ဝမ်းသာရလို့လို့နဲ့အီလေးလေးအပြုံးနဲ့ပြုံးပြပုံကရုပ်ဆိုးလိုက်တာလုံးမရောဒီလိုနဲ့ချမ်းမြလို့လင်မယားမှာသမီးလေးတယောက်မွေးလာတယ် စီးပွားရေးကလည်းအဆင်ပြေတော့တတရရပါပဲကျမလည်းအမရှိတဲ့မန္တလေးမှာသွားနေလိုက်တာ၅နှစ်လောက်ကြာခဲ့တယ်မင်းမင်းပျောက်ပျောက်ဖြစ်နေတဲ့အတိတ်ကပြန်လာတော့တတိယပြန်ရောချမ်းမြတော်မိသားစုအကြောင်းကိုမေးစင်ပြင်းပြင်းစိတ်နာတာအရှင်းမပြောက်သေးတော့မမေးပြဘူးတရမနဲ့ဆော့ဆော့နိုးနေတာနဲ့ဈေးထဲကိုလမ်းလျှောက်ထွက်လာမင်းဆိုပြီးတော့အင်းကထွက်လာမှာကောင်းကြီးပူပူလေးရမင်းဆိုပြီးတော့ အဲ့ဒီတန်ကိုကြားလိုက်တယ်။ရုပ်တရက်ဒီတန်ကိုကြားဖို့ပါတယ်လို့စဉ်းစားပေမဲ့အပြေမပေါ်ဘူး။စောင်းတွင်မို့နှင်းငွေတွေဝင်နေတော့ချိရတာလုံးလုံးမကွဲသေးဘူး။အနာကဖြတ်လျှောက်ရင်းနဲ့မသိမသာငဲကြည့်လိုက်တော့ဂရုံးစပင်ပေါက်နဲ့ခပ်ပင်ပင်အမျိုးသမီးတယောက်မို့မသိပါဘူးလေဆိုပြီးတော့ကိုလန်းကိုဆက်သွားရဲသွားမှာ။မော်ဒီပင်တော့ကပြန်ရောက်နေရလေ။ဟင်နင် နေချမ်းမြမလားဘလို ड़ी ဖြစ်နေတာလေဟာစပိန်နေရအောင်ဘာလို့ကရုံးတောင်းလိုက်ရတာလဲလာလာငှားရင်သွားမင်းစမအန်အောင်စိတ်နဲ့ချမ်းမြအောင်ခေါ်ပြီးတော့အိမ်ဘက်ကိုပြန်လှည့်လာခဲ့တယ်ရုပ်ရည်လှပမှုမရှိပေမဲ့ချမ်းမြရဲ့အားသာချက်ကစံပင်ကောင်းပြီးတော့လှပတဲ့စမ်းတဲ့ရွှေတွေကိုပိုင်ဆိုင်ထားတာပါပဲမလှကားဦးတော့ရင်းစိမ့်စိမ့်နဲ့ကြည်ကောင်းသွားအောင်ချမ်းမြရဲ့စပင်လေးကပန့်ပိုးပေးနိုင်တယ် ဆမ်းမြကိုရိုင်းကလည်းတရုံတရားနဲ့တံပိုးထားခဲ့တဲ့သပင်တွေဘာလို့ကရုံတုံးလိုက်တာလဲလို့ကျွန်မသိချင်လာတယ်။နေရတော့အရင်လိုလှတော့မဲတော့မို့ငါ့ကိုစိတ်ဆိုးနေသေးရလားစိတ်ဆိုးနေသေးတယ်ဆိုရင်တော့အခုငါအဖြစ်ကိုနေသိရင် စိတ်ဆိုးတော့မှာမဟုတ်ပါဘူး။ထားလိုက်စမ်းပါဟာပြီးခဲ့တာတွေလည်းပြီးပြီပဲ။နေကိုဘာတွေဖြစ်နေရလဲစမ်းပါရောကောင်းရလားစီးပွားရေးတော့မမေးတော့ပါဘူး။ မိုးတက်ကပဲရောက်နေလို့နေရဈေးရောက်နေရတာလေနေသိချင်တာတွေကိုငါပြောပြမှာပါမို့ရင်ငါနေကောင်းပါလေခလေးမွေးထားတာနှလားမပြည့်သေးဘူးအားနေနေရတော့ပါမိုးထက်ကရှိပါတယ်ဒါပေမဲ့နေသိထားတဲ့မိုးထက်တော့မဟုတ်တော့ဘူးအိမ်တော်ကြပြီး၃နှစ်လောက်ပဲမိုးထက်ကချင်းငိမ့်နေနောက်ပိုင်းအတော့စားမက်လာသလိုချင်းမငိမ့်ချင်တော့ဘူးအလုပ်ကိုမမေရရမလုပ်တော့ စားဝင်နေရေးပါအဆင်မပြေဘူး။ကလေးထမယူနေလို့မိုးထပ်ပြောတဲ့ကြားကနေငါကလေးနောက်ထပ်ထိုက်ယူလိုက်တော့စိတ်လေးပါတယ်ဆိုပြီးတော့ထိုင်တယ်လို့နေတော့တာပဲ။ငါသမီးကြီးကြောင်စရိတ်ငါအိမ်စရိတ်အတွက်ခုလိုဈေးရောက်နေရတာလေ။နေပါအောင်ဈေးရောက်တာထားလိုက်အောင်။စပင်ကဘလို့ဖြစ်တာလဲ။မပြောချင်ဘူး။ယောက်ျားကငငယ်ယူထားသေး။ချင်းမငင်ဘူးလည်းပြောနေသေး။ ။နေရကိုလကိုခယူမဆိုင်တော့ဘောပုံဆိုးမှာပေါ့ဟဲ့။ငါစမင်ရှင်နဲ့ဆိုရင်သူငါ့ကိုစိတ်ဝင်စားတော့ပါဘူးမောရင်။သူမူလာတိုင်းမချစ်ပဲယူခဲ့ရတာလို့အမြဲပြောတယ်။မောဟူတာရရင်ရောက်ကမအိမ်မှာစိမ့်နေနေုံပဲတဲ့။မောကလှလဲပိုလှနေတယ်လေ။အစာတွေကငါအပြစ်ပါမောရင်။သူပြောတာလည်းမမှားပါဘူး။စမင်နဲ့ကငါကလေးမွေးပြီးခါစားသမီးကကြောက်ဖို့ပတ်စံမရှိလို့ငိုနေတယ်။ ငါလည်းခလေးနိုးမနိုင်တော့နိုးဖူးဖို့လိုနေရနဲ့သပင်ဖျက်ရောင်းလိုက်တာငါအတွက်ကအလှပါဆိုတာလေအတော့မကြတော့ပါဘူးငါသားသမီးကအရေးကြီးတာကောတော့ငါဈေးရောက်နိုင်ပြီမလို့အဆင်ပြေပါတယ်ပြပြဆတ်ဆုံနဲ့ကမန်ကရန်နှုတ်ဆက်ပြီးတော့ဈေးဆက်ရောင်းဖို့ထားပြန်သွားတဲ့အချမ်းများကို မတားစီလိုက်မိပါမိန်းကလေးတွေအတွက်အိမ်နောက်ကြီးဆိုတာကထိထိုးရသလိုကန်ဆန်းရတဲ့အလုံးဆိုတာက သိအမှန်ပါပဲချမ်းမြခမလင်းကုန်းရှုံးတော့တက်တက်လုံးစိတ်စင်ရင်ကိုစင်ရင်ဖြစ်ရပြီချမ်းမြကသူ့ယောက်ျားကိုချစ်စိတ်နဲ့မော့ကုန်မရလို့စိတ်လေတယ်လို့ခွင့်လို့တွင်တွင်းရှာတယ်တကယ်ဆိုရင် မိုးထက်ကိုရိုင်းမပြတ်သားလို့ချမ်းမြနဲ့ညားစားတဲ့ကိစ္စပါချမ်းမြတို့မင်္ဂလာကိုအချိန်မှာစမရှိမြလေးချမ်းမြကိုရွရွရရချစ်ပြခဲ့တာမိုးထက်ကိုရိုင်းမင်းလေးပင်ကိုယ်စရိုက်စိုးကြောင်တာ အချောင်းရှာပေးတင်နေတာပါအလာကုန်းနေတဲ့မိမကို ပြစ်ပြီးအသက်ကိုတာယာခြင်းနဲ့မိုးထန်ကြော်ပါသေးရဲ့ကျမကိုမိုးထန်တဲ့လွဲဝင်ပေးခဲ့တဲ့ကံတရားကိုကျေးဇူးတင်ရတယ်ချမ်းမြောက်လည်းမင်းကလေးချင်းမို့လို့စာနာတနာပါတယ်ဒါပေမဲ့ချမ်းမြောက်ကတော့မိခင်တယောက်ရဲ့အားမနဲ့အပြည့်ရှိနေတဲ့ပုံပါပဲချမ်းမြောက်နေရာမှာ ကျမသာဆိုရင်ဒီလိုစိတ်ဆင်းရဲကိုဆင်းရဲတဲ့တန်ကိုဖန်နိုင်ရှိမယ်မထင်ဘူး ရမ်းများလို့လည်းတက်တည်ကောင်းနိုင်မှာမဟုတ်ဘူးအခုတော့ဖိုးဆောင်ရင်နဲ့ကိုအပြိုကြီးဖြစ်အောင်လုပ်ရသလားလို့အပြစ်မတင်တော့ပါဘူးပွဲလန်းသမီးကိုဇုံတွေတွက်ခွေမရပါမင်းတကူရင်လှလှပါပါကြော်ကြော်မုံမုံပွဲတက်လို့ရတာပဲကျင်းနာသူအနာမရှိလေကိုစိတ်နဲ့ကိုလွတ်လွတ်လပ်လပ်နေလို့ရတယ်အရင်ကအပြိုကြီးလို့ခေါ်ခံရတိုင်းမှာလမ်းမြေကိုတတိယပြီးတော့နာကြီးတက်ပေမဲ့အခုတော့အပြိုကြီးအခေါ်ခံရလေချမ်းမြောက်ကိုမြင်အောင်ရင်းနဲ့ ကိုကိုကိုငါကန်ကောင်းလာပါလားလို့တွေးပြတော့မှသိကြပါတယ်။တခါမှဆုံးရှုံးရတိုင်းကကန်ဆိုးရတာမဟုတ်ဘဲနဲ့ကန်ကောင်းခြင်းလည်းဖြစ်တတ်ပါလားလို့စမနားလေခဲ့ပါပြီ။